ားလုံးပဲမင်္ဂလာပါခင်ဗျာမနေ့ကမှဆိုရင်တော့ကျွန်တော်တို့မှ Fighter နဲ့ောပြည့်တဲ့ထုံးမြောင်နဲ့ Super Channel ကိုပွဲထိုးရပါတော့မယ်ထုံးမြောင်နဲ့ Super Channel က1 Friday Fight 110မှာပွဲထိုးကြမှာပါသူတို့နှစ်ယောက်ကိုထုံးမြောင်က Thai Fighter နဲ့ပွဲတက်ပြခံထားရတယ် Super Channel ကတော့ John Fighter Mugasito နဲ့ပွဲတက်ပြခံထားရတယ် Mugasito ကတော့မြန်မာ Fighter နှစ်ယောက်ကိုဇက်တိုက်တွေ့ရတာပါရှင်းမှသူဒီ MU ရှုံလာတယ်သူ Super Channel ကိုထပ်ပြီးတွေ့ရတယ်ပေါ့ဒီနေ့မှ Super Channel Mugasito Chef ထုံးမြောင် အားလုံးဝတ်ရှင်လာတဲ့ hydrogen တက်စစ်ဆေးတာကိုအဆင်ပြေပြေနဲ့အောင်မြင်မြင်ကြောက်ဖြတ်နိုင်ခဲ့ကြပါတယ်။ထို့မယောင်ဆိုရင်တံမဲမဆိုင်ကသူ့အနေနဲ့ဝိတ်ဝင်အောင်ဝိတ်ရှာတွေလုပ်နေတယ်ဆိုတော့ငယ်လေးစိုးရင်တာရှိခဲ့တယ်ပေါ့လေ။ဒါပေမဲ့ဒီနေ့မှာတော့ထို့မယောင်ကလည်းဝိတ်ကိုအဆင်ပြေဖြစ်အောင်ဘောင်းဝင်အောင်လုပ်လာနေတာကိုတွေ့ခဲ့တဲ့အတွက်သူ့ကိုလည်းရှင်းပြပြပါရခင်ဗျ။ဒါဟာဝမ်းကနေဖြေလျှော့ပေးတဲ့စီးမြင့်နေတဲ့တက်ရောက်မှုလို့လည်းပြောနိုင်ပါတယ်။ဝမ်းက hydrogen တက်စစ်ဆေးမှုနဲ့ဝိတ်ရှင်တာတွေမှာ fighter တွေကကြာရှုံးမှုတွေများလာတဲ့နောက်မှာတော့သူတို့တစ်ဆင့်ဖြေလျှော့ပေးလိုက်တယ်။အဲ့ဒါကတော့ ဟိုက်ဒရိုဂျင်နဲ့စစ်ဆေးရနဲ့ဝိတ်ရှင်တာကိုတရားဝင်မလုပ်ခင်တရက်လုံးမှာဂျူပြီးစစ်ဆေးတယ်အဲ့ဒီနေ့မှာဝိတ်ကကျော်လွန်နေသလားဟိုက်ဒရိုဂျင်တက်စမောင်းတာဖြစ်နေသလားအဲ့ဒါဆိုရင်24နာရီပြည့်မှာအဆင်ပြေအောင်ပြန်လို့တကယ်တရားဝင်ဝိတ်ရှင်တာနဲ့ဟိုက်ဒရိုဂျင်တက်စစ်ဆေးတဲ့အချိန်မှာဖိုက်တာအားလုံးအောင်မြောင်ဆိုပြီးတော့ဖြေလျှော့ပေးခဲ့တယ်အခုတော့အဲ့ဒီစီစဉ်နေရတော့အဆင်ပြေရလို့ပြောရပါလိမ့်မယ်ဗျဖိုက်တာအားလုံးကအဆင်ပြေနဲ့ကျော်ဖြတ်သွားနိုင်ခဲ့ကြတယ်ပေါ့လေ Chevron နဲ့ထွန်းမင်းအောင်တို့မျက်နှင်းဆိုင်တဲ့အချိန်မှာတော့ဒါ face off လုပ်တဲ့အချိန်မှာ Chevron ကထွန်းမင်းအောင်ထက်အရက်အဖြစ်နည်းလေးမြင့်အောင်မြင်တွေ့ခဲ့ရတယ် ထုံးမင်းအောင်အနေနဲ့ဒီပွဲမှာမနိုင်လို့မရပါဘူး။သူဟာ Time Fighter တယောက်နဲ့ဒါပထမဆုံးထိုးရတဲ့ပွဲပါ။ Shaffer အတွက်ကတော့ Y ရဲ့ပထမဆုံးပွဲစဉ်။အဲ့တော့သူလည်းနိုင်ကျင်နေမှာပဲခင်ဗျ။ထုံးမင်းအောင်အနေနဲ့ RG ထားပြီးထိုးရပါလိမ့်မယ်။1နဲ့6လကြာအဆက်ပြတ်နေတဲ့ထွန်းမင်းအောင်ရဲ့စွမ်းဆောင်ယူမနက်ဖြန်မှာကျွန်တော်စောင့်ကြည့်ရမှာပါစူပါရီချန်ကတော့မူကာစီတိုနဲ့ပွဲထိုးရမယ်သူတို့ကလုံးဝတောက်တူနေတာရှိတယ်စူပါရီချန်ကတော့ဒီပွဲကိုအကောင်းဆုံးပုံစံနဲ့ပွဲထိုးလာမယ်သူ့အနေနဲ့အကောင်းဆုံးပြင်ဆင်ကြိုးစားထားတယ်လို့ပြောတယ်ခင်ဗျာ တစ်ဖက်ကမူကာစီတူကတော့သူကတော့အလဲထိုးဆိုတာကြီးပဲနော့ကောက်ထိုးမယ်နော့ကောက်ထိုးမယ်ဆိုတာဒီနေ့ထပ်ပြီးပြောသွားခဲ့တယ်ခင်ဗျဒီပွဲမှာနော့ကောက်ရဖို့တခုတည်းပဲကျွန်တော်တွေးထားတယ်ဘယ်ခေါင်းလုံးမတိမရှင်းကျွန်တော်ထိုးရစတိုင်းတိုက်စစ်မှာထိုးသုံးတဲ့ပါပိုင်းတွေကတယ်မဲ့ဖြစ်တဲ့လူကိုအမောက်သိပ်ဖို့ပဲဥတီကစားတာကိုပြည်သက်တွေမြင်တွေ့ရပါလိမ့်မယ်အဲ့တော့ဘယ်ချိန်မှာကျွန်တော်အလဲထိုးပြနိုင်မလဲဆိုတာကိုရေခုန်ကြရမှာပါဘယ်သူမှဘယ်ချိန်မှာအလဲထိုးပြနိုင်မလဲဆိုတာကိုကြိုသိမှာမဟုတ်ပါဘူးဒီတော့မျက်ခေါင်မကတ်စတမ်ပဲပွဲကိုအောင်စုရပြီးတော့ ကြည့်ပေးဖို့ကျွန်တော်တောင်းဆိုပါရစေ။ပွဲကောင်းတွေကြည့်ကျင်တဲ့ပရိသတ်တွေအတွက်ရင်ကုန်စိတ်လို့ရစရာကောင်းတဲ့ပွဲကောင်းတစ်ပွဲကိုကျွန်တော်ဖန်တီးပြမှာပါဆိုပြီးတော့ဒါသူကတော့ပြောထားတယ်ခင်ဗျ။ဒီတော့မနေ့ပြန်မှာကျွန်တော်တို့မှဖိုင်တာမျိုးဖြစ်တဲ့စူပါရှန်နဲ့ထုံမြောင်တို့ပွဲထွက်လာပြီ။စူပါရှန်နဲ့မူကာစီတိုကတော့ရုဒ္ဓမြောက်ပွဲစဉ်မှာပွဲထုံမှာပါ။ထုံမင်းအောင်နဲ့ချက်ဘက်ကတော့နာမမြောက်ပွဲစဉ်မှာပွဲထုံမှာပါ။ဝမ်းမမြောင်ဖိုင်တာတွေကဆိုရင်အခုနောက်ပိုင်းမှာဘရောနီကာတယောက်ပဲရလက်ကောင်းထားတာဖြစ်တဲ့အတွက်ညမဖိုင်တာတွေကအခုပွဲထိုးရမယ်နှစ်ယောက်လုံးရလက်ကောင်းတွေနဲ့ပွဲထွက်လာနိုင်ပါစေ။စူပါရှန်ရောထုံမင်းအောင်ရော နိုင်ပွဲကိုစီရောက်နိုင်ပါစေလို့ဒီညနေ့ဆုတောင်းပေးလိုက်ပါရခင်ဗျာကျေးဇူးအားပေးပြီးအားလုံးကိုလည်းအထူးအကျေးဇူးတင်ရှိပါရခင်ဗျာ